စစ်ကောင်စီကဒီနှစ်ကုန်ကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲကိုအတူရောင်ရွေးကောက်ပွဲလို့စန့်ကျင်သူတွေကယူဆပါတယ်။တနိုင်ငံလုံးမဖြန့်ကျက်နိုင်မဲ့ဒီရွေးကောက်ပွဲထက်အကြမ်းဖက်မှုတွေရပ်တန့်မှုကပိုရေးကြီးရလို့ဝေဖန်ကြပါတယ်။တချို့ကတော့ဒီရွေးကောက်ပွဲကနေတဆင့်စေအုပ်ချုပ်ရေးကနေရပ်ဖက်အုပ်ချုပ်ရေးပြောင်းလဲနိုင်ပြီးပြိပခါတွေလျှော့ချနိုင်မယ်လို့မျှော်လင့်နေကြပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အချက်အလက်တချို့ကိုကြည့်လိုက်ရအောင်ပါ။ ရွေးကောက်ပွဲကလက်နက်ကင်ပြီးပခရော့ပါမယ်ပြောင်းလဲမှုဆင့်ဖြစ်လာနိုင်မလားဒီရွေးကောက်ပွဲကြောင့်မကျင်နှက်မှုတွေလက်နက်ကင်ပြီးပခတွေပိုဆိုးလာနိုင်မလားဒီဗီဒီယိုရဲ့အောက်မှာမှတ်ချက်ပေးဆွေးနွေးပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်